တချင်းတပုတ်ထဲနဲ့ကဘာကျော်အဆိုတော်ဖြစ်လာတဲ့သူသူ့ရဲ့တချင်းတန်ကိုကြားလိုက်တာနဲ့ကလေးရောလူကြီးပါမကြံကားကုန်ခြင်းစိတ်တွေတဖာဖာဖြစ်လာအောင်တီးဆိုးနိုင်ခဲ့တဲ့သူကိုရီးယားအမှုမြာရှင်အိုင်ဒေါ်လို့ပြောလိုက်တာနဲ့ချောတယ်လှတယ်ငဲရွယ်တယ်ဆိုတာကိုပဲတင်းမြင်မိကြပါပါအဲ့ဒီအရာတွေအလုံးကနေပုံစံကွဲထွက်ပြီးတော့ဒီကိုရီးယားမှာတမကကဘာတွန်းလုံးမှာပါအောင်မြင်ခဲ့တဲ့ကိုရီးယားဆိုတော့တယောက်ရှိပါတယ်ဟုတ်ပါတယ်သူကတော့ Gangnam Style တချင်းရဲ့ပဲ့ကန်ရှင် PSY ပဲဖြစ်ပါတယ် Open Gangnam Style PSY ကိုတော်တော်များများကတော့ Gangnam Style တခြင်းအဆိုတော်ဆိုပြီးတော့လူတီများရပေမဲ့သူ့ရဲ့အမှုပညာနာမည်က PSY ကိုရီးယားမှာတော့ Sign လို့ပဲသူ့ကိုခေါ်ကြပါတယ်။ PSY ကငငယ်လေးတွေကအစအနောက်တန်ပြီးတော့ပျော်ပျော်နေတတ်တဲ့သူဖြစ်တာမို့လို့เจ้ามาဆိုရင်ဆရာတွေကသူ့ကိုသိပ်ပြီးကြည့်မရတာကြောင့်လူရှင်တော်ဆိုပြီးတော့တတ်မှတ်ခံရတဲ့အထိပါပဲအခုလက်ရှိမှာတော့အသက်58နှစ်ဝန်းကျင်ရှိနေဖြစ်တဲ့ PSY ဟာကိုရီးယားနိုင်ငံရဲ့လူချမ်းသာတွေအများစုနေထိုင်ကြတဲ့ ဂန်းနမ်းမြို့မှာမွေးဖွားခဲ့တာပါပြီးပါနှစ်ပတ်လုံးအားစီးပွားရေးနယ်ပယ်မှာကျွမ်းကျင်ကြတဲ့လုပ်ငန်းရှင်ကြီးတွေဖြစ်တာနဲ့အညီသူတို့စီးပွားရေးလုပ်ငန်းတွေရဲ့အမွေကိုဆက်ခံဖို့ကြီးရဲ့ချက်နဲ့တားဖြစ်သူ PSY ကိုဒီ1996ခုနှစ်မှာအမေရိကန်နိုင်ငံအခြေဆိုင်ဘော့စတွန်တက္ကသိုလ်မှာစီးပွားရေးမေဂျာနဲ့ကြောင်းထားခဲ့ပါတယ်ဖြစ်စင်တာနဲ့ဖြစ်နေတာနဲ့မတူတာကိုလုံးဝမကြိုက်တဲ့ PSY တယောက်ကတော့လက်ရှိတက်နေတဲ့စီးပွားရေးအကြောင်းကနေထွက်ပြီးတော့ကျောင်းစီအတွက်ပေးထားတဲ့ပတ်စံတွေကိုလည်းဂီတာတွေကီးဘုတ်တွေ ဝယ်လိုက်တယ်။နောက်ပိုင်းအဲ့ဒီမှာရှိတဲ့အမှုပညာအကြောင်းတစ်ခုမှာအမှုပညာနဲ့ပတ်သက်တာတွေကိုဆက်လက်သင်ယူရင်းနဲ့တခြင်းတွေစာရေးခဲ့ပါတယ်။သူတနင်္လာအချိန်ယူစူးစမ်းပြီးတော့တခြင်းအပုံပေါင်း၁၀၀လောက်ရေးပြီးတဲ့အချိန်မှာ music producer တွေစီသွားပြီးတော့သူရေးထားတဲ့တခြင်းတွေကိုလိုက်ရောင်းခဲ့ပေမဲ့ဝယ်မဲ့သူမရှိခဲ့ပါဘူး။အဲ့ဒါနဲ့သူ့ရဲ့တခြင်းတွေကိုသူကိုယ်တိုင်တည်ဆို့ဖို့အကြောင်းဖန်လာပါတော့လေ။ PSY ကအမှုပညာပေါ်မှာဘယ်လောက်ထိယူသူလဲဆိုရင်သူ့ရဲ့အမှုပညာနာမည် PSY ဆိုတဲ့နာမည်ကအစားအင်္ဂလိပ်စကားလုံး Psycho ကနေအတူောက်ယူသုံးတာမျိုးတွေ လုပ်တယ်။သူ့ရဲ့တချင်းတွေဗီဒီယိုတွေမှာတခြားသူတွေတော်ရုံလုံးပြလေးမရှိတဲ့ဟာတာဆန်တဲ့ပုံစံတွေနဲ့ရိုက်ပြတာမျိုးတွေလုပ်တယ်။သူက music event ၅ခုလောက်ထုတ်ပြီးတဲ့အချိန်ထိသူထင်ထားသလိုအောင်မြင်မှုများခဲ့တာ။သူ့ရဲ့ဝါဒနာပေါ်ယူသွတ်တဲ့စိတ်နဲ့2022ခုနှစ်မှာသူ့ရဲ့6ခုမြောက် event ကိုမရရအောင်ထပ်ပြီးတော့ထုတ်တယ်။အဲ့အဲ့ဒီ6ခုမြောက် event ထဲမှာသူ့ရဲ့အောင်မြင်ဆုံးတစ်ချိန် Ganna style လေးပါတယ်ပေါ့နော်ဆိုတော့သူကဒီ Ganna style တစ်ချိန်ကိုသူ့ရဲ့ YouTube platform မှာတင်လိုက်တယ်သူမတင်ထားဘဲနဲ့ဒီ video က YouTube မှာကြည့်တဲ့သူ အရင်များပြီးတော့ပေါက်သွားတယ်ဘယ်လောက်ထိပေါက်သွားလဲဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုကဒီ YouTube မှာကြည့်ရှုသူ10သန်းရှိတဲ့ဒီပထမဆုံးဗီဒီယိုအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့အထိပေါက်သွားတာပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းကနေစပြီးတော့ PS1 ရဲ့အောင်မြင်ဆုံးအခိုက်အတန့်တွေရောက်လာခဲ့ပါတယ် Canada Style တချင်းကြောင့်ပဲ War Music Award ဆုအပါဝင် American Music Award Mama Award 10ဆုလောက်ထိကိုရခဲ့ပါတယ်။သူ့ရဲ့တချင်းထဲမှာပါတဲ့မြင်းစည်းအကပုံစံအတိုင်းလိုက်ပြီးတော့ကကြတယ်။ Challenge တွေလုပ်ပြီးတော့ Like ကြတာမျိုးတွေလုပ်ကြတယ်။

PDF ဖွဲ့ဝင် Sugar နဲ့သရှင်ပေါင်းလုပ်ပြီးတော့သူ့ရဲ့အကောင်းဆုံးပုံစံတွေကိုချပြနိုင်ခဲ့ပါတယ်။နောက်ပြီး P Nation ဆိုတဲ့ကိုပိုင် Entertainment တခုတည်ထောင်ပြီးတော့ Jesse တို့လိုအောင်မြင်တဲ့အဆိုတော်တွေကိုပါပွဲထုတ်ပေးနိုင်ခဲ့ပါတယ်။အခုလက်ရှိမှာတော့ PSY ကသူ့ရဲ့အမှုပညာပေါ်မှာထားတဲ့ခံယူချက်အတိုင်း သူဖန်တီးထားတဲ့အခြင်းတွေကိုနားထောင်တိုင်းကြည်လိုက်တဲ့အချိန်တိုင်းမှာကြည့်ရှုတဲ့သူတွေနားထောင်တဲ့သူတွေအနေနဲ့စိတ်လွတ်လပ်ပေါ်ပါပြီးတော့ပျော်ရှင်စေမယ့်အခိုက်အတန့်တွေကိုဖန်တီးပေးနိုင်ခဲ့တဲ့အဆိုတော်ကောင်းတစ်ယောက်ဖြစ်နေခဲ့ပါပြီ PSYC ကနေတင်ယူလိုက်ရတာတကူကတော့အဲကိုယ့်ရဲ့ပုံစံကတခြားလူတွေမတူဘူး၊ကွဲပြားနေတယ်ဆိုရင်တော့မှကိုယ့်ရဲ့ခံယူချက်ကိုမပြောင်းလဲပဲနဲ့ဇွဲရှိရှိနဲ့ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုချပြနိုင်အောင်စ조사တင်နေဆိုတာပါပဲ။ So you are like you are try ပါအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစံကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ကပြေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့တူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်။ နောက်ထပ်ဘလို့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးသိချင်လဲဆိုတာလဲကွန်မန့်မှာရေးသွားပြီးလို့ရပါတယ်နောက်ထပ်ဗီဒီယိုဒီမှာပြန်တွေ့ကြအောင်မယ် See you guys